ချွေအတုရောင်းတဲ့ဆိုင်တွေရှိလားမင်္ဂလာပါအော်ဒီယိုဝိုင်းစွန်နိုင်ကနေကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့မြန်မာချမ်းသာအကယ်ဒမီအခောက်ရွှေဆိုင်ကရေးတင်ထားတဲ့ချွေအတုရောင်းတဲ့ရွှေဆိုင်တွေရှိလားဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။ချွေအတုရောင်းတဲ့ရွှေဆိုင်တွေရှိလားကျွန်တော်ဆိုင်ကိုနေရအမျိုးသမီးတစ်ယောက်ရွှေလားပေါင်တယ်။ပစ္စည်းကြည့်လိုက်တော့တိတ်မသိငါဘူး။အစ်စ်နဲ့တော့အတော်တူတယ် ဒါနဲ့ဗရိန်စရာကိုဂျိတ်လေးနားကိုအစိတ်ချခံလိုက်တော့အတုဖြစ်နေတယ်။သေးချောင်းအောင်တစင်းနဲ့တိုက်ချတော့လုံးလုံးကိုအတုရွှေတစက်မှမပါဘူး။ဒါနဲ့အဲ့ဒီမျိုးသမီးကိုခမည်းကျိုးကအတုဖြစ်နေတယ်ပြောတော့မဟုတ်ဘူး။ကျမကိုယ်တိုင်ဆိုင်ကနေဝဲလာတာအစ်စ်တဲ့။ပေါင်းချပြလို့ရတယ်တဲ့။ဘယ်လိုပြောပြမရဘူး။ပေါင်းချပြရရင်ယူခဲ့ ဟုတ်ရင်ရဲစခန်းအမှာဆိုပြီးပစ္စည်းယူထားလိုက်ပြီးပြန်လွှတ်လိုက်တယ်။ကိုကတော့ပြန်မလာတော့ဘူးထင်းနေတာ။ခဏနေတော့ဘောင်ချာယူလာတယ်။ဒါနဲ့ဘောင်ချာကြည့်လိုက်တော့6ပဲသားချောင်းကိုတသိန်းနဲ့ရောင်းထားတယ်။ရွှေစေးက7သိန်းဝန်းကျင်လောက်ကပါ။ခမရဒီစေးနဲ့ဘယ်လိုဖြစ်နိုင်မှာလဲ။ကြည်အောင်ဆိုတော့စားတောင်မတက်ဘူး။မသိဘူး။ကျမကိုတင်းငါရွှေဆိုပြီးရောင်းလိုက်တာတဲ့ ိုးဆဲမှာအလုတ်သွားလို့ရင်ရတဲ့လာကလေးနဲ့လှုပ်လာတာတဲ့ဒါနဲ့အဲ့ဒီဆိုင်ကိုဖုံးဆက်လိုက်တယ်ကြိုက်နေပြေဆိုင်ကလားဆိုတော့ဟုတ်တယ်တဲ့ငိုဆင်ရလားဆိုတော့ဟုတ်တယ်တဲ့ဒါနဲ့ခမားတို့ဆိုင်ကဝဲလာတာတို့ပြောတယ်အဲ့ဒီရွှေရအတူကြီးခမားတို့ဘလို့လုံးမှလဲဆိုတော့ကျမတို့ရောင်းကလေးက ပြောလိုက်ပြီးသားဒီရွှေကနန်ခမ်းရွှေရွှေညက်နယ် သူတို့ကိုပြောလိုက်ပြီးသားအပြင်မှာရောင်းလို့ပောင်လို့မရဘူးလို့တကယ်တော့ချွေရညံ့တာမဟုတ်ဘူးလုံလုံကိုအတူကြီးဒါနဲ့ခမားတို့ကအတူတွေရောင်းစားနေရလားဆိုတော့သူတို့ကတသိန်းပောင်လို့ဝေစုပြီးသားဖြစ်အောင် ရောင်းပေးတာတဲ့ကျမတို့ဆိုင်မှာ ပြန်လာသွင်းလို့ရတယ်တဲ့ဆယ်ရာခိုင်နှုန်းလျှော့တဲ့သူကပြောသေးတယ်သူတို့ငွေမပြောက်ပြက်အောင်ငွေစုပေးတဲ့သဘောတဲ့ အောင်မယ်သူ့တောင်ကျေးဇူးတင်ရမယ်ပုံမယ်တဘောကတော့အတိုးနဲ့ငွေလက်သုံးပေးထားတဲ့သဘောပဲဒီလိုဆိုင်တွေဘလောက်တောင် ပေါများနေပြီလဲဒီလိုခန်းနေရသူတွေရောဘလောက်တောင်များနေပြီလဲအခုခေတ်ပိုဆိုးတယ်ချွေရီတွေဖြစ်ကြတဲ့စံလောက်ချင်တယ်လို့လောက်တယ်အရောရက်တွေယူချင်တယ်လို့ယူတယ်ရောင်းညင်တဲ့ဈေးနဲ့ရောင်းတယ်လောက်ချင်တိုင်းလောက်စားနေကြတာစစ်စေးတဲ့အဖွဲမရှိသလို့ သွားတိုင်လို့လည်းရတဲ့နေရာမှာရှိသေးဘူးကိုဖြစ်ကိုခံမယ်အခုခစ်ထနေတာကရွှေကိုအထူးလျှော့သေးတဲ့မသိရင်ရွှေရသူတို့ခြံတွက်ပစ္စည်းလိုပဲသိန်း30တန်လဲ15သိန်းနဲ့ဆက်ရင်15သိန်းနဲ့လှုပ်ပေးလိုက်တာပဲသိန်းစင်စားဆွဲကြိုးငကက်လက်စုပ်ကိုသိန်း20ကျော်နဲ့ရတယ်တဲ့ပါတလာငွေနဲ့ရအောင်လှုပ်ပေးတယ်ပြောသေးတယ် လူတိုင်းဝတ်နိုင်စေခြင်းလို့တဲ့ကျေးဇူးရှင်ကြီးတွေလို့လို့ပဲချွေတဲ့တွေကိုအရောက်လက်ခတ်မပါပဲ ရောင်းပေးတယ်တဲ့အဲ့တော့ပြောပြမယ်တသက်လုံးမှတ်ထားချွေမှာအထူးလျှော်သေးဆိုတာတော့မှမရှိဘူးအရောက်လက်ခတ်မပါပဲအထဲတစ်ခုမဖြစ်ဘူးအဲ့လိုဆိုင်တွေကအောက်ချေလူရန်စားလာခစားဝန်ထမ်းလေးတွေကို ပြစ်မှတ်ထားတယ်ပြည်သူအများစုကလည်းမင်းသားမင်းသမီးဆယ်လီမှတ်တယ်ကန်ဆန်းမဲမှတ်တယ် လေကြီးမိုးကြီးအပြောကောင်းရင်ရုံလည်တယ်။စိန်ရွှေရတနာကိုဟင်းရက်ကစုံရလောက်တောင်တံပိုးမထားတွေ့ရဝဲတယ်။ဆင်းရဲသားရောင်းနဲ့ခရမ်းညင်သိလေးတပိတ်တာလောက်ဝဲဖို့ကြတော့တစ်စေးလုံးပတ်မိတယ်။အသက်တာဆုံးဆိုင်မှာဝဲတယ်။နောက်ထပ်ဈေးစစ်သေးတယ်။အသက်တာဆုံးဆိုင်မှာဝင်တယ်။နောက်ထပ်ဈေးစစ်သေးတယ်။ဈေးစစ်ရုံနဲ့မပြေးသေးဘူး။အစ်စ်နှလုံးလောက်ထပ်နှိုက်ခဲ့သေးတာ။ တထေးရောင်းတဲ့စိန်ရွှေရဏကြတော့အဲ့လိုမလုပ်ဘူးစတန်ကြီးအပြည့်ဂိုက်ပြည့်နဲ့ထင်းသလိုဝဲနေကြတယ်ကျုပ်တို့မြင်မှာအများစုမချမ်းသာရတဲ့အကြောင်းရင်းတစ်ချက်ကရွှေမဝဲတတ်မဆူတတ်တာကြောင့်လဲပါတယ်အဲ့တော့စိန်ရွှေရဏဝဲမယ်ဆိုရင်အကြီးအထွေးအရောရက်အသေးချမေးမြန်းစစ်ဆေးနှိုင်းရှင်ဝဲပါပြန်ရောင်းရင်ဘလို့ပြန်ဝဲရလဲသေးချမေးမြန်းဝဲပါဒါမျိုးစာကို ကိုယ်တိုင်လည်းဖတ်ပါ သူများကိုလည်းညှဝေပါကျော်ကြီးအန်ဒီဝိုင်းမြန်မာချမ်းသာအကယ်ဒမီ